လူကြီးမင်းတို့အားလုံးမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ငလင်လှုပ်ခြင်းနဲ့ပတ်သက်တဲ့နမိတ်ဟောကိန်းအချို့နဲ့ဖျားစေဒီများပျက်စီးရခြင်းနမိတ်လက္ခဏာအချို့ကို တင်ဆက်ပေးပါမယ်ရှင်။ဗီဒီယိုလေးဟာလူကြီးမင်းအတွက်အကျိုးရှိစေမယ်ဆိုရင် channel လေးကို subscribe လုပ်ပေးသွားပါဦးနော်။ပထမဆုံးအနေနဲ့ငလင်လှုပ်ခြင်းနဲ့ပတ်သက်တဲ့နမိတ်ဟောကိန်းတွေတော့ကိုမြမယဉ်ကျေးမှုနဲ့တမိုင်းမှာအထူးအလေးထားလေးရှိပြီးတော့ရှာဖွေတွေ့ရှိရတဲ့အကြောင်းရှင်းလင်းစွာပြောပြသွားပါမယ်ရှင်။ ပကန်းလလင်1985တူရင်တောင်ပြည့်ရွေးကြောင်းလှုပ်ခဲ့တော့ယခုအခါမှာ6မြို့အနီးပြည့်ရွေးကြောမှအလားတူငလင်မျိုးထပ်လုံနိုင်ကြောင်းဘူမိဗေဒပညာရှင်များကသတိပေးထားပါဗျ။ရှေးလူကြီးများရဲ့အယူဆအရဆိုရင်ငလင်လှုပ်ပါကအုတ်ချုပ်သူများပြောင်းလဲမယ်။စစ်နဲ့တဘာဝဘေးတို့ကြောင့်နိုင်ငံချေနေပြောင်းလဲမယ်လို့ဟောကိန်းထုတ်လို့ရှိပါတယ်။ဝေဒင်ဆိုင်ရာဟောကိန်းတွေအနေနဲ့ဆိုရင်နလင်လှုပ်ခြင်းကိုယာဒီအလိုက်အတိပယ်ဖွင့်ဆိုပါရဲဥပမာမက်လက်နလင်လှုပ်ရင်မြို့ပျက်စီးခြင်း ဇူလိုင်လငလင်မှာဆိုရင် အုပ်ဆိုးသူပြုတ်ကြမည်ဟုယူရှိကြပါတယ်။ဗီဒင်ပညာရှင်များ၏အမြင်အရငလင်ဗဟုချက်အနက်နဲ့ပြည့်ရွေကျော်မျိုးစားပေါ်မူတည်ပြီးတော့နောက်ဆက်တွဲအကျိုးဆက်များကိုဟောကိန်းထုတ်လေ့ရှိပါတယ်။သိပ္ပံနဲ့ဘူမိပေရအခြေပြု အကြံပြုချက်များအရမြန်မာနိုင်ငံဟာပစိဖိတ်နဲ့အဲလာပိုက်ငလင်ရဲ့ဝန်ကြားမှာတည်ရှိတဲ့အတွက်ကြောင့်ငလင်အနေနဲ့မြင့်မားပါတယ်။ ချောင်းမြို့အနီးရှိတူရင်းတောင်ပြည့်ရွှေလိုပြည့်ရွှေကျောတေမှာအနာဂတ်မှာပြင်းအား6.0တို့အထက်နယ်လင်းများထပ်လုံနိုင်ကြောင်းသတိပေးထားပါတယ်။ဆက်လက်ပြီးတော့မြမရိုးရနမိတ်ဖက်ရမှာဇေဒီပြက်ချင်းကိုမကောင်းတဲ့နမိတ်အဖြစ်သတ်မှတ်လေးရှိပါတယ်။ဇေဒီပြက်ချင်း၊ဇေဒီကြိုးချင်း၊ဇေဒီပေါက်ချင်းစတဲ့လက္ခဏာရက်တွေကိုဘာသာရေးနိုင်ငံရေးတဘာဝဘေးအနေနဲ့လူမှုရေးအခြေအနေတို့နဲ့ဆက်ဆက်ပြီးနမိတ်ဟောကိန်းထုတ်လေးရှိပါတယ်။ဇေဒီပြက်ချင်းဤနမိတ်များအနေနဲ့ဆိုရင် ဇေဒီပြည့်ချင်းဟာတဏ္ဍသီလပညာရုပ်ရော့မဲ့နမိတ်ဟု ယူဆကြပါတယ်လူတို့ရဲ့ကုသိုလ်ကောင်းမှုနည်းပါးလာခြင်းကိုလည်းညွှန်းဆိုပါတယ်ရှေးမြန်မာမင်းများလက်ထက်ကဇေဒီပြည့်ချင်းကို နိုင်ငံတော်အားအန္တရာယ်ကျရောက်နိုင်တဲ့နမိတ်အဖြစ်မှတ်ယူခဲ့ကြပါတယ်စစ်ဘေးစစ်တမ်းအုပ်ချုပ်ရေးပြိုကွဲမှုများဖြစ်ပေါ်နိုင်တယ်လို့အယူရှိခဲ့ကြပါတယ်ငလင်ကြောင့်ဇေဒီပြည့်ချင်းဟာညီငလင်ထက်မှန်ဖြစ်ပွားနိုင်တယ်လို့ယူဆကြပါတယ် မိုးခေါင်ရေလွမ်းမှုခြင်းစတဲ့သဘာဝဘေးဒဏ်များကြုံတွေ့ရနိုင်တယ်လို့လဲဆိုပါတယ်။လူ့ဖွဲ့စည်းတွင်းမှာလည်းတူညီမှုများနဲ့အငင်းပွားမှုများပုံမှုများပြလာနိုင်ပါတယ်။ဈေးတီများပြိုကျပျက်စီးမှုနဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုကာကွယ်တဲ့အနေနဲ့ပျက်စီးသွားတဲ့ဈေးတီကိုပြန်လည်ပြုပြင်ခြင်းအားသစ်လောင်ခြင်းတိလသမာဓိပညာကိုအထူးအားထုတ်ခြင်းဒါနတိလဘာဝနာစောင့်တည်ပြီးတော့ကုသိုလ်တိုးပွားအောင်ကြိုးစားခြင်းဒီယူအစတွေဟာမြမယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ရိုးရာနေမိတ်ဖက်ချင်းတာဖြစ်ပြီးနေတာတိတ်ပန်နေကြအထောက်ထားများနဲ့မဆက်ဆက်ပါဒါပေမဲ့ဗုဒ္ဓဘာသာဝင်နေတာအတွက်ဇေဒီပြက်ချင်းဟာစိတ်ထဲတွင်မကောင်းသောအရေးအယောင်တီးတီးနေမိတ်အဖြစ်ကျန်ရှိနေပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်